ဧပြီလ30ရက်နေ့ညပိုင်းကရန်ကုန်မြို့သူဝနမိုးလုံလေးလုံအားကစားကွင်းမှာ K-pop ဖျော်ဖြေပွဲကိုပထမဆုံးအကြိမ်ကျင်းပခဲ့ရာပရိသတ်တွေစိတ်ဝင်စားမှုများပြားခဲ့ပါတယ်။ပထမဆုံးအကြိမ် K-pop ဖျော်ဖြေပွဲမှာ Goddess အပါအဝင်ကိုရီးယားနိုင်ငံကအမျိုးသမီးအစိုးရအဖွဲ့ရင်းနဲ့စောင်းဦးရွက်ကြီးချစ်သက်တဲ့ကိုရီးယားရုပ်သံဇလန်းတွဲနောက်ခံတေးသချင်းအဆိုရှင်နဲ့ အမျိုးသားခေပေါ်အဖွဲ့ဖြစ်တဲ့ MIB တို့ပါဝင်သီဆိုဖျော်ဖြေခဲ့ပြီးမြန်မာအမှုပညာရှင်တွေဖြစ်တဲ့ Haley နဲ့ Bobby ဆောက်စာတို့ကလည်းပါဝင်ဖျော်ဖြေခဲ့ပါတယ်။ဖျော်ဖြေပွဲအစပိုင်းမှာတိုက်ကွန်ဒိုအဖွဲ့တွေရဲ့တရုတ်ပြဖျော်ဖြေမှုတွေနဲ့စတင်ခဲ့ပြီး မြန်မာနိုင်ငံမှာ Ace Girls အဖွဲ့ရဲ့တေးသချင်းတီဆိုဖျော်ဖြေမှုတွေလည်းပါဝင်ခဲ့ပါတယ်။အဲဒီနောက်မှာကိုရီးယားတင်မောနင်းမြုံမှုကြောင့်ဆုံးရှုံးခဲ့ရတဲ့ကိုရီးယားចောင်းသားចောင်းသူတွေနဲ့ကိုရီးယားပြည်သူတွေအတွက်စက္ကန့်20ကြာမြာငြိမ်သက်မှုတွေလည်းပြုလုပ်ခဲ့ကြပါဗျ။ဖြော်ပြပွဲမှာ K-pop အဖွဲ့တွေကတေးသချင်းတွေ performance အကတွေနဲ့ဖြော်ပြခဲ့ရမြန်မာ K-pop ပရိသတ်တွေ ိုက်နှက်သက်မှုတွေညပြခဲ့ပါဗျာ။ ခေပေါတေဂီတာအဖွဲ့တွေအနေနဲ့မြန်မာပြည်သက်တွေရဲ့အားပေးမှုကိုရရှိခဲ့ကြပြီးမြန်မာနိုင်ငံကိုထပ်မံလာရောက်ပြီးဖြိုပြင်းမှုတွေပြုလုပ်သွားဖို့အစီအစဉ်ရှိတယ်လို့သိရပါဗျာ။